သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့စက်တင်ဘာလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်ပူရီပြည်နယ်မှာရှိတဲ့ဘိုင်းယီစက်ရုံမှာမြန်မာအလုသမား200ကျော်လောက်ကလဆာကောင်းပုံဖြက်ခံရပြီးအလုသမားအခွင့်အရေးချူပေါက်ခံရရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံချင်ပူရီပြည်နယ်မှာရှိတဲ့ ဘိုင်းဤစက်ယုံမှာမြန်မာအလုတမား200ကျော်လောက်ကလဆာကောင်းပုံဖြတ်ခံရပြီးအလုတမားအခွင့်အရေးချိုးဖောက်ခံရကြောင်းအဆိုပါစက်ယုံမှာအလုလုံနေတဲ့အလုတမားများကပြောဆိုပါတယ်။ထိုင်းနိုင်ငံချင်ပူရီပြည်နယ်လယောင်ခရိုင်ဘန်ခိုင်းမြို့မှာရှိတဲ့ဘိုင်းဤစက်ယုံမှာ S&T Trading Company Limited Agency မှတဆင့်မြန်မာအလုတမား200ကျော်အလုလုံကိုင်နေပြီး Agency နဲ့စကြပြန်များပေါင်းကအလုတမားတွေရဲ့အကျိုးခံစား권တွေကိုကောင်းမွန်ဖြတ်ခံရကြောင်း S&T Trading Company Limited Agency မှလူရှာပွဲစားနန်းရွှေလဟာဘိုင်းရီစက်ရုံအတွက်မြန်မာအလုပ်သမားတွေကိုစမတ်ကြီးရယူကအလုပ်သွင်းပေးထားခြင်းဖြစ်ကြောင်းအဆိုပါစက်ရုံမှတရုတ်စကပြန်တွေဟာလည်းနန်းရွှေလရဲ့သားနဲ့တူလို့ဖြစ်ကြောင်းအလုပ်သမားများရဲ့လစာစလစ်ကအစမပေးတဲ့အပြင်တရားဝင်ထိုင်းဆိုရတတ်မှတ်ပေးထားတဲ့ရုံးပိတ်ရဲ့မြမပါအလုပ်အတင်းကျပ်စင်ကိုင်းပြီးလောက်အားကကိုလည်းအချိန်ပိုကြီးတတ်မှတ်နှုံထားအတိုင်းမပေးကြောင်းအလုပ်သမားများထံကနေသိရှိရပါတယ်။ ဆက်ယုံဟာတရုတ်လူမျိုးပိုင်းဖြစ်ပြီးအလို့သမားများအနေနဲ့ဘာသာစကားအခက်အခဲကြောင့်ဆက်ယုံမှလူကြီးပိုင်းများနဲ့အဆက်အသွယ်မလုပ်နိုင်တဲ့အပေါ်နန်းရွှေလနဲ့စကပြန်တွေကအလို့သမားတွေရဲ့ခန်းစား권တွေကိုကောင်းမွန်ဖျက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်ယုံကတရုတ်ဆက်ယုံမှုခန်းစား권အကုန်ပေးပါတယ်။အလို့တစ်ခုပြောင်းရွှေ့ရရှာရတာမလွယ်ကူလို့အလုံးကတီးခန့်နေကြရတာပါ။တဖြည်းဖြည်းအရန်လွန်လာလို့ပါအခုဟာကပုံမှန်အစိုးရရုံးပိတ်ရက်လိုဟာမျိုးကိုတော့ တစပဲပေးပြီးသူ့အိတ်ထဲထည့်ဖို့ထိသူလှုပ်လာလို့ပါလို့စက်ယုံအလုသမားတဦးကပြောပါတယ်။ဒါအပြင်ထိုင်းနိုင်ငံကိုတရားဝင် MOU နဲ့လာတဲ့အလုသမားတွေကိုလည်းကြန့်ခေါက်တတိပြောင်းကများကောက်ခံကကြန့်ခေါက်ပြီးပြီဟူ၍ပြောဆိုခဲ့ပေမဲ့လည်းအမှန်တကယ်မှာတော့လုံမပေးတဲ့အတွက် MOU အလုသမားတချို့အထောက်ထားမဲ့ဖြစ်ချင်းပါကြုံတွေ့နေရကြောင်းသိရှိရပါတယ်။ MOU သမားတွေလည်းတတ်တန်းတည်ကုန်ပြီးကြန့်ခေါက်ခါတွေကောက်ပြီးမလုပ်ပေးပဲကြန့်ခေါက်ပြီးပြီဆိုပြီးလိန်တယ်အလုပြောင်းမရတော့ဘူး။ ူလုံးလို့အခု MOU သမားတွေလည်းလာမယ့်ဘက်ဖွဲ့မဲ့အချိန်ကိုပြန်ဆောင်ဘက်ရိုက်ပြီးနေရတော့မှာပါလို့စက်ယုံလူသမားတဦးကပြောဆိုပါတယ်လူသမားတွေကိုကောင်းမွန်ဖြတ်နေတဲ့ပွဲစားနန်းရွှေလဟာရှမ်းပြည်နယ်လာရှုမြို့ဇာတိဖြစ်ပြီး၎င်းအေဂျင်စီနဲ့ဆက်ဆက်နေတဲ့စက်ယုံမှလူသမားတိုင်းကိုကောင်းမွန်ဖြတ်ခြင်းလုံအားကတတ်မှတ်နှုတ်ထမြတ်မပေးခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းအလုသမားများထံကနေသိရှိရပါတယ်။သူနဲ့အလုစမတ်ရင်စမတ်ကြီးထိုင်းဘက်9000ဝန်းကျင်ထိပေးရပါတယ်။ လာစာထွက်ရင်တော့ဆက်လက်လုံးဝမပါပါဘူးလူနေရကျော်လောက်ကသူလူပန်းဝသမြငုတ်ခန်နေကြရတာပါအထောက်ထားတွေတည်တဲ့သူကတေကုန်ကြတော့ရှီတိုးမြနောက်ဆုံးမြတွေပါလို့ဘိုင်းကြီးစက်ယုံမအလုသမားတဦးကပြောကြပါတယ် S&T Trading Agency ကတရုတ်နိုင်ငံသားပိုင်အလုရှာပွေရေးအေဂျင်စီဖြစ်ပြီးတရုတ်စက်ယုံများမှလူချေး၍လူရှာပေးခြင်းဖြစ်ကြောင်းနန်းရွှေလကစမတ်ကြီးယူလူရှာလူထက်ပေးခြင်းဖြင့်အလုသမားတွေကိုကောင်းပုံဖြတ်နေခြင်းဖြစ်ကြောင်းစက်ယုံမှာပုံမှန်ပကံစကွန်ခဖြတ်ပေးမယ်လဲ စာရွက်စာတမ်းများမပေးတဲ့အတွက်ညီမကောင်းဖြစ်ပါကအပြင်စည်းကမ်းမှာငွေကုန်ခံပြနေရကြောင်းအလုသမားများထံကနေသိရှိရပါတယ်။သူအကြောင်းကို NUG အလုသမားဝန်ကြီးဌာနနဲ့ထိုင်းကအလုသမားအဖွဲ့အစည်းတွေကိုလည်းသိစေခြင်းတယ်။အဲ့ဒီပွဲစားအမျိုးသမီးနန်းလာရွှေကအရင်ကတည်းကအလုသမားတွေအပေါ်ကောင်းမွန်ဖြတ်တာတွေအများကြီးလုပ်ခဲ့တာအခုလဲဆက်လုပ်နေလို့တာစီဟန်တာစီကျင်တာလို့ပွဲစားရဲ့လိန်လယ်မှုကြောင့် MOU အထောက်ထားမဲ့ဖြစ်ခဲ့ရသူစက်ယုံအလုသမားတူဦးကပြောဆိုပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်အစိုးရကမြန်မာစစ်တပ်လက်အောက်ခံကိုကန့်ပြည်သူစစ်အဖွဲ့ဝင်ဟောင်းမိလျှောက်ချမ်းရဲ့မိသားစုဝင်၁၁ဦးကိုတေတံများချမှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အစိုးရကမြန်မာစစ်တပ်လက်အောက်ခံကိုကန့်ပြည်သူစစ်အဖွဲ့ဝင်ဟောင်းမိလျှောက်ချမ်းရဲ့မိသားစုဝင်၁၁ဦးကိုလူတက်မှုကြားဖြန့်လိမ်လည်မှုဥပဒေမဲ့ဖမ်းဆီးချုံနှောင်မှုလောင်းကစားမှုနဲ့ပြည်တစားမှုမူရည်စေဝါအမှုတွေနဲ့တေတံချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံမှလာတဲ့သတင်းများအရသိရှိရပါတယ်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့ရှီကျန်းပြည်နယ်မှာရှိတဲ့တရားရုံးကမီရှောက်ချန်ရဲ့မိသားစုဝင်များကိုပထမဆုံးအကြိမ်ဖြစ်စီရင်ချက်များချမှတ်လိုက်ခြင်းဖြစ်ပြီးမီရှောက်ချန်ရဲ့သားဖြစ်သူမောင်မီရှောက်ဖြင့်မြို့မလေးတီရီမောင် ဝီကောချန်းဝူဟုံမင်ဝူစိန်လုံဖူယီပင်အပါအဝင်၁၁ဦးတို့ကိုတည်ရန်ချမှတ်လိုက်ကြောင်းသိရှိရပါတယ်။ရန်ကျင်းရှိဖူကျိန်စစ်အပါအဝင်၅ဦးကိုဆိုင်းငံ့နှစ်နှစ်တည်ရန်ချမှတ်လိုက်ကြောင်း လောကျန်းကျန်းချိုးစစ်အပါအဝင်17ဦးကိုထောင်ထံတသက်ချမှတ်လိုက်ကြောင်းပြိဝိတ်ကျွင်းကျန်းကြည်အပါအဝင်12ဦးကိုထောင်ထံ9နှစ်မှ24နှစ်ထိတတ်မှတ်ထောင်ထံအသီးသီးကို၎င်းငွေတန်ပိုင်ဆိုင်မှုပစ္စည်းများသိမ်းယူခြင်းပြည်နှင်တန်ပေးခြင်းပြစ်ဒဏ်များကိုလည်းချမှတ်ထားကြောင်းသိရှိရပါတယ်ကြပ်ဖြန့်ငွေလိမ်လည်မှုများအပောင်အဝင်ရာဇဝဲမှုများနဲ့ဆက်ဆက်နေတဲ့မိလျှောက်ချမ်းရဲ့တားဖြစ်သူမောင်မင်းလျှောက်ဖြင့်တမီမြင်းချူလျံနဲ့မြီးမလီမတ်တီရီမောင်တို့ကို တရုတ်အာဏာပိုင်များတံကိုမြန်မာစစ်တပ်က2023ခုနှစ်နိုဝင်ဘာလမှာလွှဲပြောင်းပေးခဲ့ကြောင်းမြီရှိုပင်အသက်43နှစ်ဟာမြန်မာစစ်တပ်ရဲ့ကုကဲမှုအောက်မှာတာဝန်ထမ်းဆောင်နေတဲ့ကိုကန့်နေကြားဆောင်တပ်ရဲ့ခေါင်းဆောင်ဖြစ်ကြောင်း2024ခုနှစ်ဒီဇင်ဘာလမှာ၎င်းတို့အပါအဝင် ပြစ်မှုကျူးလွန်သူတရက်ခန်39ဦးကိုဆွဲချက်တင်ခဲ့ပြီးဆယ်လနီးပါးအကြာမှာအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံရှီကျန်းအရှေ့ပိုင်းခရိုင်မှာကြားဖြန့်ငွေလိမ်လည်မှုအပါအဝင် ပြစ်မှုကျူးလွန်သူ တရားခဏ39ဦးကိုဆွဲချက်တင်ခဲ့ပြီး၎င်းတို့အနက်16ဦးမှာမြန်မာနိုင်ငံသားများဖြစ်ကာ၎င်းတို့ကိုလူတက်မှုလိန်လယ်မှုဥပဒေမဲ့ထိန်းသိမ်းမှုစနစ်တကျလောင်းကစားမှုနဲ့ပြည်တစားမှုမူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြစ်မှုများနဲ့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ကိုကံပြည်သူစစ်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့မိလျှောက်ချန်ကတော့တရုတ်ကဖန်ဝရန်ထုတ်ချိန်မှာမိမိကိုယ်ကိုတတ်တည်သွားခဲ့ပါတယ်။တရုတ်နိုင်ငံနေနိမိတ်ပြင်ပကိုကံဒေတာမှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုများဖြစ်ပေမဲ့လည်းတရုတ်နိုင်ငံသားများရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကိုချိုးဖောက်ခြင်းကြောင့်တရုတ်အာဏာပိုင်တွေက ရင်းအမှုကိုစီရင်ပိုင်ခွင့်ရှိတယ်လို့တရုတ်အစိုးရကဖန်ဆီးအမိန့်ချမှတ်လာခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကန်ဒေသမှာကြားဖြန့်အွန်လိုင်းငွေလိမ်လည်ခန်းရဲ့အဓိကတရက်ခံဖြစ်တဲ့ပေစောက်ချိန်အပါအဝင်၁၀ဦးကိုစစ်ကောင်စီကတရုတ်ထံကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။စစ်တပ်ကကိုကံပြည်သူစစ်ခေါင်းဆောင်ပေစောက်ချိန် ပေရင်စံပေဆောက်ချင်ရတာဝေစံခေါ်ဝေဝိုင်ရင်နေကြဆုံးတရင်1336ဥက္ကဋ္ဌလျိုအားပေါက်ခေါ်လျိုကျင့်ရှမ်းဖူလီလိုက်လုပ်ငန်းစုတည်းလျိုကျင့်မောက်ရွှော့လောက်ဖားတို့ကိုအချားအရေးကြီးတရခန်၄ဦးစုစုပေါင်း၁၀ဦးတို့ကိုစစ်ကောင်စီက2024ခုနှစ်ဇန်နဝါရီလမှာနေပြည်တော်လီစိမ့်မတဆင့်တရုတ်ထံကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါれခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စတုံးမြို့ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှု ကလင်းငယ်နှအိုးအပါအဝင်ပြည်သူ၈ဦးသေဆုံးရုပ်အလောင်းတချို့မှာတစားစီဖြစ်သွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်လေရင်နဲ့ဘုံကျဲမှုကလင်းငယ်နှအိုးအပါအဝင်ပြည်သူ၈ဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့မွန်လွယ်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစတုံးမြို့ကိုလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း ြစ်ကြီးနားမြို့လေးတက်စခန်းမှာတက်လာတဲ့တိုက်လေရင်ကစတုံးမြို့ဈေးမှာဘုံနှလုံးရခင်ရဲစခန်းဟောင်းမှာဘုံတလုံးကျဲချသွားကြောင်းဘုံကျဲချိန်မှာကလေးငယ်များကြောင်းစင်းချိန်ဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူများနဲ့ပြည်သူများထိခိုက်ဒေဆုံးမှုများပြခဲ့ပြီးကလေးငယ်အုပ်အပေါင်းအဝင်၈ဦးဒေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့မွန်လွဲပိုင်းမှာအချမ်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစတုံးမြို့ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာဘုံကျဲတိုက်ခိုက်ခြင်းကကလေးတွေကြောင်းစင်းပြီးပြန်လာတဲ့အချိန်ဆိုတော့ ကျောင်းသားကျောင်းသူတွေအပါအဝင်ပြည်သူတွေထိခိုက်ဒေဆုံးမှုများပြားတယ်ပြည်သူ၈ဦးဒေဆုံးတယ်9ဦးအပြင်းထန်တန်ရာရထားတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်အကြံဖတ်စစ်တပ်ကကချင်ပြည်နယ်ကိုဦးတည်၍လေကျောင်းတိုက်ခိုက်မှုများစက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်ပြီးမြေပြင်မှာလည်းဖားကန့်ဝိုင်းမော်တို့မှစစ်ကြောင်းထုတ်မှုများတိုးမြင့်လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ြည်မြို့ပေါ်မှာကျန်းဖို့ပါတီမဲဆွယ်စီယုံရေးပွဲများကိုစစ်တပ်ကပြည်သူများကိုချင်းချောက်တက်ခိုင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်မြို့ပေါ်မှာကျန်းဖို့ပါတီမဲဆွယ်စီယုံရေးပွဲတွေကိုအကျန်းဖတ်စစ်တပ်ကတအိမ်တောင်ကိုတအုံနှုံတက်ရောက်ဖို့ပြည်သူတွေကိုချင်းချောက်တက်ခိုင်းနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။စက်တင်ဘာလဆန်းပိုင်းမှာစတင်ပြီးပြည်မြို့ပေါ်နဲ့ကျေးရွာအုပ်စုများမှာကျန်းဖို့ပါတီရဲကြီးပါတီဝင်များနဲ့အုပ်ချုပ်ရေးမှူးများယာအိမ်မှူးများပူးပေါင်းကရက်ကွက်ကျေးရွာအလိုက် မဲဆွယ်စည်းရုံးပွဲများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းစစ်တပ်ကပြည်သူများကိုချင်းချောက်ကာကျန့်ဖို့ပါတီရဲ့မဲဆွယ်စည်းရုံးပွဲကိုချင်းချောက်တက်ခိုင်းကြောင်းထို့ကျန့်ဖို့ပါတီမဲဆွယ်စည်းရုံးရေးပွဲတွေကိုအကျန့်ဖတ်စစ်တပ်ကတအိမ်တောင်းလျင်တအူးနှုံအတင်းအဓမ္မချင်းချောက်တက်ရောက်ခိုင်းနေကြောင်းတက်ရောက်ခြင်းမရှိသူတွေကိုပေါ်တာဆွဲဖမ်းဆီးမယ်လို့ဆိုကာချင်းချောက်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်စစ်တပ်ကကြောထောင်းနောက်ခံပေးထားတဲ့ကျန့်ဖို့ပါတီရဲ့မဲဆွယ်စည်းရုံးရေးပွဲတွေမှာကျန့်ဖို့ပါတီမှလွတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြည်သူတွေကိုရွေးကောက်ပွဲမှာချက်ဖို့ပါတီကိုဆန္ဒမဲပေးကြရန်တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီကြရန်နဲ့ချက်ဖို့ပါတီရဲ့ဝင်ရောက်ပါကစစ်မှုတန်းကင်းလွတ်ခွင့်ရမယ်လို့ပြောဆိုကစည်းရုံးနေကြောင်းသိရှိရပါတယ်။ပြည်မျိုးပေါ်ရက်ကွက်နဲ့ကြေးရွာအုပ်စုတွေမှာချက်ဖို့ပါတီရဲ့ကြေးပါတီဝင်တွေနဲ့အုပ်ချုပ်ရေးမှူးယာယီမှုတွေပူးပေါင်းပြီးရက်ကွက်အလိုက်စည်းရုံးရေးပွဲတွေလှုပ်ဆောင်နေတယ်။အဲ့ဒီပွဲကိုစစ်ခွေးတွေက ပြည်သူတွေကိုဖိအားပေးတက်ရောက်ခိုင်းနေတာပါ။ စီယုံရေးပွဲမှာကျန့်ဖွက်ပါတီလွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့စစ်ခွေးတွေက ပြည်သူတွေကိုမဲပေးဖို့နဲ့ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီဖို့သူတို့ကျန့်ဖွက်ပါတီရဲ့ဝင်ရင်စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီးစီယုံနေတာပါလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်အကျန့်ဖတ်စစ်တပ်စစ်အုပ်စုဟာတရားမဝင်အတူယောင်ရွေးကောက်ပွဲအပိုင်း1ကိုဒီဇင်ဘာလ28ရက်နေ့မှာတရားနှမြုပ်နယ်မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးပြည်မြို့နယ်လဲပါဝင်ကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လီဂီကော်တိုက်ပွဲ9ရက်မြောက်နေ့ပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောင်းဝရီမြို့တောင်ဘက်ကလီဂီကော်မြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေရဲ့9ရက်မြောက်နေ့အဖြစ်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်ဟာကရင်နယ်ကြားစောင်းတပ် BGF ရဲ့တရင်တချို့အကူအညီနဲ့အပြင်းထန်စစ်ကြောင်းထိုးနေတယ်လို့တပ်မဟာချုပ်နေမီကတော်လိုင်းသတင်းရင်းမြစ်တအူးကပြောပါတယ်။ဒါကြောင့်တိုက်ပွဲ9ရက်မြောက်နေ့ဖြစ်တဲ့စက်တင်ဘာလ29ရက်နေ့မှာလဲ တိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့တော်လန်ရေးသတင်းရှင်းမြစ်တွေကပြောပါတယ်။မြောက်ဝတီမျိုးစောင်းတက်ခလာရ205တရင်ကနေလဲလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးနေတယ်လို့တော်လန်ရေးသတင်းရှင်းမြစ်တူကပြောပါတယ်။205ကမစ်ဆိုင်းတွေအတွဲလိုက်ပစ်တံကြားရတယ်လို့၎င်းကဆိုပါတယ်။စစ်ကောင်စီတပ်ဟာအတင်းတိုးဝင်စစ်ကြောင်းထိုးနေပြီးလက်ရှိမှာ၄ကီကောမျိုးအဆက်ကိုရောက်နေတယ်လို့ဆိုပါတယ်။၄ကီကောမျိုးတစ်ကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာလ22ရက်နေ့ကစတင်ပြီးစစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်။ စစ်တပ်ဟာ၄ကီကော်မြို့တစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဗိုတင်ဝင်းအဖွဲ့က၄ကီကော်ရဲ့အရှိမျောက်ဖက် မေဝါခီရွာဘက်ကနေစစ်ကြောင်းကိုထိုးတယ်လို့သိရှိရပါတယ်။ BGF ရဲ့ဗိုမိုတုံအဖွဲ့က၄ကီကော်ရဲ့အနောက်မျောက်ဖက်ကကြောက်ကူရွာကနေစစ်ကြောင်းကိုထိုးလာတယ်လို့တော်လန်ရင်တရင်ရှိမြစ်တွေကပြောပါတယ်။စက်တင်ဘာလ23ရက်နေ့နဲ့25ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာစစ်တပ်ကတေဆုံးဒဏ်ရာရသူများခဲ့တယ်လို့တော်လန်ရင်ရဲဘော်အချို့ကဆိုပါတယ်။ မေဝါကီယောဘက်ကစစ်ကြောင်းထိုးလာတဲ့ BGF ပူတင်ဝင်တပ်ဖွဲ့တွေလည်းအထိနာခဲ့တယ်လို့လူမှုနယ်ဦးကစုံစမ်းသိရှိရပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်စစ်ကြောင်းတွေက၄ GB မြို့တစ်ကိုခုခံကာကွယ်နေတာပဲဖြစ်ပါတယ်။တော်လိုင်းရေးပူးပေါင်းတပ်ကကော့ပရာစစ်စင်ရေးမှုဗိုလ်မှူးဒါဘော့ကိုတိုင်စစ်မြေပြင်မှာဥဆောင်တိုက်ခိုက်နေတဲ့ရုပ်တံစက်တင်ဘာလ26ရက်နေ့လူမှုကွန်ရက်မှာပေါ်ထွက်လာပါတယ်။စစ်ကောင်စီတပ်ဟာစစ်မှုတန်းဥပဒေနဲ့ အတ္တမစုဆောင်းထားတဲ့စစ်သားတစ်တွေကိုမူရစေးတွေကျွေးပြီးရှစ်တက်ခိုင်းတာလို့လဲလိဂိကောဒေတာမှာတိုက်ပွဲဝင်နေကြတဲ့တော်လိုင်းရဲဘော်တွေကအတိပေးထားပါတယ်စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ကော့ဘရာစစ်ကြောင်းတစ်စစ်ကြောင်းမှုစော့ကော့ကတော့မိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပတ်စပြည်သူစစ်ထဲပါမတော်စေဖို့အထူးကယူပြုစေချင်ပါတယ်အခုတက်လာတဲ့ပတ်စတွေကကြောင်တောင်တောင်တွေစစ်ကျွေးပြီးရှစ်ကိုလွတ်တင်တယ်လို့ယူဆရပါတယ်စိတ်မကောင်းစွာနဲ့ကိုဘက်က ကင်ထုတ်လိုက်ရတာများပါတယ်လို့စက်တင်ဘာလ23ရက်နေ့တိုက်ပွဲပြီးမှသူ့ရဲ့လူမှုကွန်ရက်ကနေရေးသားအသိပေးထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ကုတ်ပန်တောင်ယိုလန်ဘော်ကအကြမ်းဖက်စစ်တပ်စခန်းကုန်းနှစ်ခုကို AA နဲ့ပူးပေါင်းတက်ကသိမ်းပိုက်ရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်တောင်ကုန်းနဲ့ပဲခူးတိုင်းဒေသကြီးပန်တောင်လမ်းပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စခန်းကုန်းနှစ်ခုကိုအရကတ်တက်တော် AA နဲ့ပူးပေါင်းတက်တွေကသိမ်းပိုက်ရရှိခဲ့တယ်လို့မြေပြင်စီးရေးသတင်းရှင်းမြစ်ကပြောပါတယ် ိမ့်ပတ်ရရှိခဲ့တဲ့စကန်ကုန်းနှစ်ခုကတော့ပန်တောင်မြို့နယ်စင်လန်ကျေးရွာစကန်ကုန်းရှိမှရှိတဲ့စကန်ကုန်းနှစ်ခုဖြစ်တယ်လို့သိရှိရပါတယ်။အဲ့ဒီစကန်ကုန်းနှစ်ခုကိုပြီးခဲ့တဲ့စက်တင်ဘာလ26ရက်လောက်မှာအေအေနဲ့ပူပေါင်းတပ်တို့ကတိုက်ပွဲပြင်းနေတဲ့ကြားကနေသိမ့်ပိုက်နိုင်ခဲ့တာလို့မြေပြင်စီးရီးတင်းရင်းမြစ်တယောက်ကနေရစ်စရာကိုပြောပါတယ်။ဒီအကြမ်းဖက်စစ်ကြောင်းတက်ဆွဲထားတဲ့စင်လန်စကန်ကုန်းရှိကကုန်းနှစ်ကုန်းကိုအေအေနဲ့ပူပေါင်းတပ်ကတိုက်ပွဲကြားကနေသိမ့်နိုင်ခဲ့တယ်။လွန်ခဲ့တဲ့3ရက်လောက်ကပေါ့ စစ်ကောင်စီဘက်ကအကြမ်းဆုံးလဲများတယ်သူတို့ကအတိကလေကြောင်းနဲ့လက်နက်အထိုင်စကန်တွေကနေလက်နက်ပစ်ကူနဲ့ထိုးစစ်ဆင်နေတာလို့ပြောဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုစောတိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ